1389ခုကစုံလားပြကျော်တရက်နေ့2025ခုမေလ12ရက်အမိတ်ပြန်တန်းစကိုင်းတိုင်းဒေသကြီးတပင်းမြို့နယ်ကိုရင်းနေကျေးရွာဒီတုခြေပြုစာလင်ကျောင်းမှ အောက်ပါအကျောင်းသူကျောင်းသားများသည်2025ခုမေလ12ရက်9:34မိနစ်အချိန်တွင်အကျန်းဘက်စစ်ကောင်စီ၏လေကျောင်းတိုက်ခိုက်ခံရမှုကြောင့် မတရားတည်ဆုံးခဲ့ရပါသည်စကိုင်းတိုင်းဒီပဲရင်မျိုးနယ်အိုးတိတ်တွင်တောင်ရွာနဲ့အိုးတိတ်တွင်မြောက်ဆုံရွာမှာတည်ရှိတဲ့စာတင်ကျောင်းပေါ်ကိုမေလ12ရက်နေ့မနက်ပိုင်းကလေကျောင်းတိုက်ခိုက်ခံရလို့ကလေးငယ်တွေအပါအဝင်ဆ iam မနှစ်ဦးတိတ်ဆုံခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါရယ်စစ်ကောင်စီဘက်ကတော့အဲ့ဒီဒေသမှာလေကျောင်းတိုက်ခိုက်မှုဖြစ်စဉ်မရှိခဲ့ဘူးလို့ညင်းဆိုပါရယ် ဖြစ်စဉ်ဖြစ်ခဲ့တဲ့မေလ12ရက်နေ့ညနေပိုင်းအစောပိုင်းမှာစစ်ကောင်စီထောက်ခံသူတရှိုးကအကြမ်းဖက်သမားတွေရှိလို့ပုံကျဲတဲ့စစ်သွေးကြတွေကိုရှင်းလင်းတယ်လို့ရုတ်တံဖိုင်နေနဲ့တုံ့ပြန်ပြောခဲ့ကြပါတယ်။အဲဒီနောက်ကလေးတွေရဲ့ရုပ်အလောင်းတွေထွက်ပေါ်လာချိန်မှာတော့အိုးတိန်တင်းရွာစာတင်ကျောင်းမှာ PDF တွေကလက်နက်ထုတ်လုပ်နေပြီးအဲ့ဒီလက်နက်တွေပောက်ကွဲတယ်ဆိုပြီးဆွဆွဲပြောဆိုထားကြပါတယ်။ ဒါအပြင်လက်ရှိကာလကကြောက်ဖွင့်ရသည်မဟုတ်ဘူးဆိုတဲ့အချက်ကိုကင်ဆွဲပြီးလဲစစ်ကောင်စီထောက်ကမ်းသူတွေကတုံ့ပြန်ကြပါတယ်မြေပြင်ကရရှိတဲ့ဓပုံမှတ်တမ်းတွေအရာအခင်းဖြစ်ပွားရာအိုးတိမ်တွင်းရွာစတင်ကြောင်းအနီးမှာလေကြောင်းကနေဘုံအသုံးပြုတိုက်ခိုက်ရင်ဖြစ်ပေါ်လေရှိတဲ့မြေကြီးအကြီးစားဖြစ်ပေါ်တာမျိုးမတွေ့ရပါဘူး။ဒါပေမဲ့အိုးတိမ်တွင်းရွာစတင်ကြောင်းနဲ့အဲ့ဒီတဝိုက်မှာဘုံစအမြောက်အများထိမှန်ထားတဲ့ ရှောက်လက်မပတ်ရှာလဲခြင်းငယ်တွေနဲ့အပေါက်ငယ်တွေကိုနရံကြောင်းချမ်းပြင်းနဲ့မြေပြင်ပေါ်မှာတွေ့ရပါတယ်။စစ်လက်နဲ့လေးလာသူတွေရဲ့အပြောနဲ့အတူအရှက်အလက်တချို့ကိုတွေ့ရှိထားပါတယ်။အိုးထိန်တွင်းရွာကိုလေကြောင်းနဲ့တိုက်ခိုက်ခဲ့သလား။သက်ဆိုင်ရာနေမြေကလုံခြုံရေးတာဝန်ရှိသူတအူးရဲ့ပြောကြားချက်အရဆိုပြီးဒီသတင်းမှာမှန်ကန်မှုမရှိကြောင်း စစ်ရေးပြစ်မှတ်မဟုတ်တဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်မှုမရှိကြောင်းစစ်ကောင်စီတရင်မှန်ပြန်ကြားရေးအဖွဲ့ကမေလ12ရက်ညပိုင်းမှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီပဲရပြင်ပြမှာရှိနေသူ၅ဦးထက်မနည်းကတော့မေလ12ရက်မနက်9:45မိနစ်ခန့်မှာအိုးတိန်တွင်းရွာစာတင်ကျောင်းကိုလေကျောင်းကနေဘုံကျက်တက်ခိုက်ခဲ့တယ်လို့ BBC ကိုဖြစ်ကြပြီးစစ်ကောင်စီထုတ်ပြန်ချက်နဲ့ကွဲလွဲနေပါတယ်။ ။အိုတိတ်တင်းရစာတင်ကျောင်းမှာ grade 3ပညာသင်ကြားနေတဲ့ကျောင်းသူတဦးရဲ့အဖိုးဖြစ်သူကတော့လေကျောင်းနဲ့ဘုံကျဲခံခဲ့ရတယ်လို့ BBC ကိုပြောပါတယ်။စီရင်တင်းမာတာမရှိပါဘူး။မရှိဘဲနဲ့အကြောင်းမဲ့လာကျဲသွားတာဖြစ်ပါတယ်။ကျောင်းသားတွေစာတင်နေတော့လာပြီးကျဲသွားတာပါလို့အဖိုးဖြစ်သူဦးထော်ဤကဆိုပါတယ်။ဒီလေကျောင်းတိုက်ခိုက်မှုဟာမန္တလေးတိုင်းမိတ်တီလာမြို့နယ်ကစစ်ကောင်စီရဲ့ရှမ်းတဲလီတပ်ကတက်လာတဲ့ MNG 29တိုက်လေရင်နဲ့ဘုံနှလုံးကျဲချခဲ့တာလို့ဒီပေရင်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖတာဝန်ကံကိုသစ္စာကပြောပါရယ်ဒေါ်လာရင်အစုအဖွဲ့ကြားမှာတိစောက်ထားတဲ့ Telegram Channel ကဝေရင်လမ်းကြောင်းထောက်လမ်းမှုဆက်သွယ်ရေးကွန်ရက်အရာ စကိုင်းတိုင်းဒီပေရင်မျိုးနယ်တွေကိုစစ်ကောင်စီရဲ့တိုက်လေရင်ဝင်ရောက်လာတဲ့တည်အရှက်အလက်ကိုလေကြောင်းပုံကျဲမှုတည်မထွက်ခင်ကလေးကကြိုတင်တတိပေးချက်ရှိခဲ့တာကိုတွေ့ရပါရယ် စစ်ကောင်စီလေရင်ပြတ်တမ်းမှုကိုစောင့်ကြည့်တဲ့ Telegram Channel တစ်ခုဖြစ်တဲ့ Wisnet Anime Escort ရဲ့ဖော်ပြချက်အရဆိုရင်မနက်9:00နာရီနဲ့10:00နာရီကြားမှာမိထီလာရှန်တဲလီတက်ကနေ Jet Fighter 3000ထွက်ခွာခဲ့ပါတယ်။အဲ့ဒီတဲကနှစ်ဆင်းဟာစကိုင်းတိုင်းဘက်ကိုဥတီခဲ့တယ်လို့ဖော်ပြပါတယ်။မနက်9:19မိနစ်နဲ့မနက်9:21မိနစ်တွေမှာရှန်တဲလီတက်ကနေဂျက်ဖိုက်တာ20ပြတ်တက်ခဲ့ပြီးအနောက်မြောက်ဘက်ကိုဥတီခဲ့တာကြောင့် ရှေမကွေ စကိုင်းကရှင်ဒေသတွေတတိပြို့ဖို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ရှမ်းတဲကတက်လာတဲ့လေရင်က စကိုင်းတိုင်းမြောက်ဘက်ကိုတက်လာတယ်။မုံရွာကနေအရာတော်အနောက်ရှမ်းကပတ်လာပြီးဒီဘဲရစ်နယ်ထဲဝင်လာတယ်။စိုက်ပြင်ကိုဖျက်ပြီးအိုးတိုင်တွင်ပတ်ကျဲတယ်။ ဲ့ဒီဘက်ကျဲပြီးတော့ဆက်ပြခြင်းဘက်ထပ်ပတ်ပြီးမှဒီဘဲရင်တဲ့ကပြန်ထွက်သွားတယ်လို့ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ MIG 39တိုက်လေရင်ဖြတ်သန်းသွားရလမ်းကြောင်းနဲ့ပတ်သက်လို့ဒီဘဲရင်ပကဖတာဝန်ခံကိုသစ္စာကပြောပါတယ်စပ်ပြချင်းရွာဟာ2021ဆစ်အနာသိမ်းမှုကိုလက်နက်ကန်ခုခံခဲ့တာကြောင့်စစ်ကောင်စီတပ်နဲ့ဒီပေရင်တော်လရေးအဖွဲ့တွေကြားပထမဆုံးထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာဖြစ်ပါတယ်။ ိုးတိမ်တွင်းရွာဟာစက်ပြချင်းရွာရဲ့အနောက်ဘက်နှစ်မိုင်အကွာမှာတည်ရှိနေပေမဲ့စစ်ကောင်စီကစစ်ကြောင်းထိုးသွားလာတာနဲ့လေကြောင်းတိုက်ခိုက်လို့မရှိခဲ့ဘူးတာကြောင့်နမည်မထင်ရှားတဲ့ကျေးရွာတစ်ရွာလည်းဖြစ်ပါတယ်။အခုဖြစ်စဉ်မှာအသုံးပြုခဲ့တဲ့ဆိုတဲ့ MIG 29ဘတ်စုံသုံးတိုက်လေရင်တွေကို မော်ပြီးမကွေးနဲ့တောင်ငူကဖြန့်ကွဲလေတဲစခန်းတွေမှာအဓိကထားရှိတယ်လို့စစ်ဘက်ဆိုင်ရာလေးလာရေးအဖွဲ့တဖွဲ့ဖြစ်တဲ့မြမစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ရဲ့စာတမ်းမှာဖော်ပြပါဗျာ။ ဒါပေမဲ့စစ်ကောင်စီလက်တက်မှာ MIG 29အမျိုးအစားတိုက်လေရင်30ဒဇင်ပိုက်ဆိုင်ထားပြီးစီရေးလိုရချက်အရရှန်တဲအပါအဝင်အခြားလက်တက်စခန်းတွေမှာ ဖြန့်ခွဲထားနိုင်တယ်လို့ဆိုပါရယ်ဒီလေးလာရေးအဖွဲ့ဟာ CDM ပါဝင်လာတဲ့စစ်သားတွေကဥဆောင်ဖွဲ့စည်းထားတာဖြစ်ပါတယ် လေရင်မနာရတော့လေကြောင်းလက်အတုံးများလာတော့ MIG 29တွေကိုလည်းပြက်အတုံးများလာတယ်လို့လဲမြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ရဲ့စစ်ဘက်သုတေသနတာဝန်ခံကိုနောင်ယိုးကပြောပါတယ်။စာတင်ကြောင်းကိုဘာကြောင့်တိုက်။အိုးတိန်တွင်တောင်ရွာနဲ့မြောက်ရွာကြားမှာတည်ရှိတဲ့စာတင်ကြောင်းမှာကျောင်းဆောင်သုံးဆောင်ရှိပြီးပေတရား20ဝန်းကျင်ကျယ်ဝန်းတယ်လို့ဒီပေးရေးမျိုးနဲ့ပကဖတာဝန်ခံကိုသစ္စာကပြောပါတယ်။ ကိုသစ္စာကဆရာနာသိမ့်မှုကလက်နက်ကင်မတော်လန်ခင်ကဒီပေးရင်မှာကျောက်ဆရာကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်ရွာစာတင်ကျောင်းရဲ့ပင်မအဆောင်ပေါ်ဘုံကြရောက်ပောက်ခွဲခဲ့ပြီးမြောက်ဘက်အစွန်မှာရှိတဲ့ကျောက်ကြီးရုံခန်းတခန်းကလွဲလို့စာတင်ကအကုန်ပွင့်ထွက်ကပျက်စီးခဲ့တယ်လို့ဆိုပါရယ် BBC ကကြည့်ရှုခွင့်ရခဲ့တဲ့အပြည့်အစည်းမြင်ကွင်းတပ်ပုံနဲ့ရုပ်သံဗီဒီယိုတွေအရကျောင်းဆောင်ရဲ့ခေါင်းမိုးပွတ်ထွက်နေခဲ့ပေမဲ့မြေပြင်မှာဘုံပောက်ကွဲရာကြီးမားတဲ့ကျင်းပုံစံတော့မတွေ့ခဲ့ရပါဘူး။ဒါကြောင့်စစ်ကောင်စီထောက်ခံသူတွေကဘုံကြရာမှာမြေချင်းအကြီးစားမရှိသလိုစာတင်ခုံတွေပြိုလဲပြက်စီးတာမရှိဘူးဆိုတဲ့အချက်ကိုကြိုက်ဆွဲပြီးဒါဟာလေကြောင်းတိုက်ခိုက်မှုမဟုတ်ဘူးလို့ညှင်းဆို့ဝါဒဖြန့်နေကြပါတယ်။ဒါအပြင်အိုးတိမ်တွင်းရွာစာတင်เจ้าမှာတော်လိုက်ရစ်တက်တွေက လက်နက်တွေထုတ်လုပ်နေပြီးထုတ်လုပ်နေတဲ့ drone ပုံသီးတွေပောက်ကွဲတာဆိုတဲ့ဆွဆွဲချက်နဲ့ဗီဒီယိုဖိုင်တစ်ခုပါတွဲလျက်ဖော်ပြခဲ့တာတွေ့ရပါတယ်။စစ်ကောင်စီထောက်ခံသူတွေကင်ဆွဲပြောနေတဲ့ဗီဒီယိုဖိုင်ဟာ TikTok လူမှုကွန်ရက်စာမျက်နှာပေါ်မှာယခုဓာတ်ပုံမှာအကောင့်ကဖော်ပြထားတဲ့ရုပ်တံဖြစ်ပါတယ်။အဲ့ဒီဖိုင်ကိုထောက်ပြကအိုးတိမ်တွင်ရွာမှာလက်နက်ထုတ်လုပ်နေတယ်လို့ဆိုပါတယ်။ BBC ကအဲ့ဒီအကောင့်ကို TikTok မှာလေ့လာကြည့်ရမှာတော့တော်လရဲ့အဖွဲ့ဝင်တအူးရဲ့အကောင့်ဖြစ်ပြီးမကွေးတိုင်းစောမျိုးအဝင်ဆိုင်ပုံနဲ့ရိုက်ကူးထားတဲ့ဗီဒီယိုကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဒီရုပ်သံပိုင်းကိုတိုက်ဆိုင်စစ်ဆေးကြည့်ရမှာလဲစစ်ကောင်စီထောက်ခံသူတွေကပဲပြီးခဲ့တဲ့ April 29ရက်ရက်စွဲနဲ့စောမျိုးနယ်ကစာတင်ကြောင်းတစ်ကြောင်းမှာပြည်သူ့ကာကွယ်ရေးတပ် PDF တွေကလက်လုံပုံထုတ်လုပ်နေတယ်လို့ဖော်ပြခဲ့တာကိုလည်းထပ်မံတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်စစ်ကောင်စီထောက်ခံသူတွေကန်ဆွယ်ပြောနေတဲ့ရုတ်တံဖိုင်ဟာဒီပဲရင်အိုးတိန်တွေရွာမှာမဟုတ်တာကြောင့်နေရာဒေသလွဲမနေပါတယ်အဲ့ဒီအိုးတိန်တွေရမှာလက်နက်ကင်တက်တွေမရှိဘူးလက်နက်ထုတ်လုပ်တာလည်းမရှိဘူးလို့ဒီပဲရဲမျိုးနယ်မှာအရှိဆိုင်တဲ့ရွှေဘိုခရိုင်အမတ်စနစ်တက်ရင်ရဲ့တက်ရဲမှုကစစ်ကောင်စီထောက်ခံသူတွေပြောတဲ့အချက်ကိုညင်းဆိုပါတယ် နောက်ထပ် BBC ကြီးကွေးရတဲ့ဓာတ်ပုံတွေအရာတထွာကျော်ကမ်းမှာရှိတဲ့တန်ထပ်အပိုင်းစားတွေကို တွေးကြရပြီးကြီးမားတဲ့ဘုံခုမျိုးတော့မတွေးကြရပါဘူး။ပြည်ရင်းတော်လည်းအဖွဲတွေအနေနဲ့တက်ထုသုံးပြီးဘုံကိုယ်တဲ့လောက်တာမျိုးတတိမထားမိသေးပါဘူး။ထရောလောက်တဲ့ဒရုန်းပုံးသီးတွေဆိုရင်လေ PPC ပိုက်တွေအသုံးပြုတာပဲအများစုတွေ့ရတယ်လို့စစ်လက်နဲ့လေးလာသူတအူးကထောက်ပြပါဗါး။ မြန်မာစစ်ဘက်ရေးရနဲ့လောကျုံရေးဆရာလေးလာရေးအဖွဲ့ကဒီပြစ်စင်နဲ့ပတ်သက်လို့နောက်ထပ်ထောက်ပြတဲ့အချက်ကပွင့်ထွက်နေတဲ့စာတင်ကြောင်းအမိုးတွေပဲဖြစ်ပါတယ်။စာတင်ကြောင်းအတွင်းကပေါက်တယ်ဆိုရင်အမိုးကအတွင်းကနေအပြင်ကို ပေါက်ထွက်ရမယ်။အခုကအပေါ်ကိုအမိုးတွေကမလန်ဘဲနဲ့အထဲကိုပဲပြန်ကျနေတာပါလို့လေးလာရေးအဖွဲ့ရဲ့စစ်ဘက်သုတေသနတာဝန်ခံကိုနောင်ရိုးကပြောပါတယ်။ ကိုနောင်ရိုးဟာစစ်အာဏာမသိမ်းမီကမြန်မာစစ်တပ်မှဗိုလ်မှူးရာတို့နဲ့စစ်အင်ဂျင်နီယာအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်ခံရတဲ့အိုးတိုက်တွင်စာတင်ကြောင်းအနေမြေကြီးအကြီးစားမရှိတာကလည်းစစ်ကောင်စီတပ်ကပေါင်900လေကြောင်းပုံးကိုအတုံးမပြူခဲ့တာကြောင့်လို့လေသူကဆိုပါတယ်။ရှောက်လက်မပတ်ချလဲရှိမဲ့ကြီးအမြောက်အများကိုကြောက်ပရဝံတဲကမြေပြင်မှာတွေ့ရတယ်လို့ကြောက်နယံပေါ်မှာလဲဒီအယွယ်အဆအပေါက်တွေကိုတွေ့ရှိခဲ့ရတာကြောင့်ဖြစ်ပါတယ် လေထဲမှာ꿰တဲ့ဘုံအိုးတိန်တွင်ရွာကလေကြောင်းတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ကလေထဲမှာပောက်ကွဲတဲ့ဘုံအမျိုးအစားကိုအသုံးပြုခဲ့တယ်လို့စစ်ပတ်သူတေသနာတာဝန်ခံကိုနောင်ယောကရှင်းပြပါဗျ။ဘုံမှာအသုံးပြုတဲ့ fuse အမျိုးအစားကွာခြားသွားတာဖြစ်နိုင်တယ်ဆိုပြီးဘုံအစားအနာတွေကပြတ်မှတ်ဝင်ခြင်းအနှံကိုပြန့်ကျဲသွားတဲ့ပုံစံလို့ဆိုပါဗျ။ ဒီဘုံတွေဟာလူအများစုဝေးတဲ့နေရာတွေကိုတိုက်ခိုက်တဲ့အခါမှာအသုံးပြုလေးရှိပြီးပြစ်မှတ်ရဲ့အထက် ပေ30နဲ့40အကွာကလေတူထဲမှာပောက်ကွဲတာဖြစ်ပါတယ်။ပောက်ကွဲလာတဲ့သေးငယ်တဲ့ဘုံအစားအနာတွေဟာအချိန်ခပြင်းပြင်းနဲ့နေရံတွေကိုပါဖောက်ထွင်းနိုင်တယ်လို့လူခန္ဓာကိုအစရဲ့ပိုင်းတွေကိုလည်းဖြတ်တောက်လိုက်နိုင်ပါတယ်။အိုးတိမ်တွေကစာတင်ကြောင်းတွေကရုပ်အလောင်းအများစုမှာလေပင်လက်ရှစ်တောက်စားတဲ့ခန္ဓာကိုပြတ်တောက်တံရတွေပါ တွေ့ရှိခဲ့ရပါတယ်။ ။ဒဏ်ရာရသူအများစုကလည်းကိုရင်ကပြတ်တောက်နေတဲ့အခြေအနေလို့မျက်မြင်တွေ့ခဲ့ရသူတရှိုးစီကတီးရပါဗါး။ BBC ကြည့်ခွင့်ရခဲ့တဲ့ရုပ်အလောင်းမြင့်ခွင့်ရုပ်သံအရာလဲចောင်းသားကလေးငယ်တွေရဲ့ပြတ်တောက်သွားတဲ့ခန္ဓာကိုယ်အပိုင်းအစတွေကို လိုက်လံကောက်ယူစုစည်းထားတာကို တွေ့မြင်ခဲ့ရပါတယ်။ကျွန်တော်မြည်ဆဲနေတဲ့မိလက်ကတော့လက်မောင်းကနေပြတ်သွားတာပါ။ဒါယာတွေကိုခွဲစိတ်ခဲ့ရပါတယ်လို့ဟုတ်တိန်တွင်ရကဦးထော်ဤကပြောပါတယ်။ ်ဦးထော်ရဲ့မိဖြစ်သူဟာတရောင်စစ်ကွေးကနေလက်ပြတ်သွားခဲ့ပြီးဒဏ်ရာကြောင့်ခွဲစိတ်ကုသမှုခံယူထားရပေမဲ့အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့ဆိုပါတယ်။ဒါပေမဲ့သူ့လက်တစ်ဖက်ကိုတော့ဆုံရှုံခဲ့ရပါတယ်။ဒါဟာနိုင်ငံတကာကပိတ်ပင်ထားတဲ့ဖြတ်အားပြင်းကလစတာဘုံတွေကိုစစ်ကောင်စီကအသုံးပြုတာလားဆိုတာကိုတော့တိရှာအတည်မပြုနိုင်သေးပါဘူး။ကလစတာဘုံဆိုရင်တော့ဘုံရဲ့ body ခန္ဓာကိုအပိုင်းကြီးနဲ့ဘုံအတူအစားရှိရမယ်။ ဘဝအခွန်မတွေ့ရင်တော့ကြောရခတ်တယ်လို့ကိုနောင်ယိုကသုံးသပ်ပါတယ်။ဒါကြောင့်ပေါင်250ပေါင်300ရှိတဲ့ဘုံတွေဒါမှမဟုတ်ဒုံးကျည်တွေကို အသုံးပြုတာဖြစ်နိုင်တယ်လို့ယူဆနေကြပါတယ်။ကျွန်တော်တို့ကတော့ပေါင်250နှလုံးလို့ခန့်မှန်းပါတယ်။ cluster လို့မမြင်ဘူးလို့ရွှေဘိုခရိုင်အမတ်စနစ်တရင်ရဲ့တရင်မှုကဆိုပါတယ်။အိုးတိမ်တွင်ရွာကြောင်းဘာလို့ဖွင့်ထားတာလဲ။ ဘာပဲဖြစ်ဖြစ်အဲ့ဒီနေ့ကအိုးတိမ်တွေရွာစာတင်ကြောင်းတိုက်ခိုက်ခံရပြီးတင်ဆုံးသူ23ဦးအထိမြင့်တက်လာပါပြီဖြစ်စဉ်ဖြစ်တဲ့မေလ12ရက်နေ့မှာဆီယာမာ2ဦးចောင်းသားចောင်းသူအယောက်20တင်ဆုံးခဲ့ပါတယ်မေလ13ရက်မှာတော့ကလေး2ဦးထပ်မံတင်ဆုံးခဲ့တာဖြစ်ပါတယ်ဒီပေးရေးမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ဆက်ရေးအရာ grade 2နဲ့ grade 3အရွယ်ကလေးတွေအများအပြားတည်ဆုံခဲ့ပါဗျာ စစ်ကောင်စီထောက်ခံသူတွေကတော့မေလာဟာနေရာဒီကျောင်းပည့်ရက်ကာလဖြစ်တာကြောင့်ကျောင်းသားကျောင်းသူတွေတည်ဆုံတာမဖြစ်နိုင်ဘူးလို့ညင်းချက်ထုတ်ပါတယ်၂021စစ်အာဏာသိမ်းပြီးတဲ့နောက်လနက်ကန်ခုကန်ဒေါ်လာရေးအကောင့်နဲ့ဒေတာမှာစစ်ကောင်စီရဲ့လေကြောင်းပုံကျက်တန်းကြောင့်စာသင်ကန်းတွေကိုပုံမှန်အတိုင်းလေပတ်လို့မရှိပါဘူး အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနလက်အောက်ခံဂျာကာလာပညာရေးကျောင်းတွေဟာစည်ရေးအရှိနေပေါ်မူတည်ပြီးကျောင်းအလိုက်ဖွင့်လိချေစာတင်ကြားပုံတွေကွဲပြားပါတယ်။ဆရာနာမသိန်းခင်ကအလဲတန်းကျောင်းကွဲအဆင့်သာရှိခဲ့တဲ့အိုးတိန်နှင်းရွာစာတင်ကျောင်းဟာဂျာကာလာပညာရေးကာလာမှာတော့အထက်တန်းအဆင့်ထိကို တိုးရှက်ဖွင့်လစ်ထားပါတယ်။ဒီပဲရင်မျိုးနယ်ပညာရေးဘုတ်အဖွဲ့ရဲ့ဆယ်ရည်အရာဆရာဆရာမ၁၈ဦးနဲ့ကျောင်းသားကျောင်းသူဦးရေ294ဦးရှိပါတယ်။ အခုက လေးကြိမ်မြောက်ဖွင့်လှစ်တဲ့အတန်းဖြစ်ပါတယ်။အတက်နဲ့အတန်းကိုက်ညီသွားအောင်အတန်းဖွင့်လှစ်နေတာဖြစ်ပါတယ်။စံပွဲဖြစ်ဆိုတာမရှိပါဘူးလို့ဒီပေရေးမျိုးနယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံတဦးက BBC ကိုပြောပါတယ်။ဒါအပြင်အဝေးကရောက်လာတဲ့သင်ကန်းစာမမီတဲ့ကလေးတွေကို2026ပညာသင်နှစ်မှာပုံမှန်အတန်းတွေရရှိစေဖို့အတွက်ဖြစ်ဆွက်တင်ကန်းစာအတန်းနေတင်ကြဖို့အတန်းဖွင့်လစ်ထားတာလည်းဖြစ်ပါတယ်။ရှောက်ကတ်သွားတဲ့အိုးတိတ်တွင်းရွာ အဖြူအစိကျောင်းသားကလေးငယ်နှစ်ဒါဇင်ခန့်သေဆုံးသွားခဲ့တဲ့နောက်အိုးတိမ်တွင်ရွာမှာမိဘတွေရဲ့ငိုကြွေးတံကလွဲလို့တိတ်ဆိတ်လျှောက်ကပ်နေခဲ့တယ်လို့ကူညီကယ်ဆယ်ရေးအတွက်ရွာကိုရောက်ရှိခဲ့သူတအူကမြင်ကွင်းကိုပြောပြပါဗျ။ကလေးငယ်တွေရဲ့နာရေးအတွက်ဆောင်ရွက်နေကြပြီး ရွာထဲမှာဆက်လက်နေထိုင်ဖို့အတွက်လည်းစိုးထိတ်နေကြပါဗျ။စစ်ကောင်စီတပ်ကအိုးတိမ်တွင်ရွာဖြစ်စဉ်အပြီး24နာရီမပြည့်ခင်မှာပဲဒီပေးရေးမျိုးနယ်တွေကခေါင်းဆိုးရွာကိုလေကြောင်းပုံကျခဲ့ပါသေးတယ်။ မေလ12ရက်12နာရီထိုးဖို့9မိနစ်အလိုမှာခေါင်းဆိုးရွာအနောက်ဘက်တုတ်တက်အနီးဘုံချခဲ့တာဖြစ်ပါတယ်။အဲ့ဒီမှာတော့မြေချင်းကြီးဖြစ်သွားပေမဲ့လူ အထီးကိုင်းမရှိပါဘူးလို့ဒီဘဲရင်ပကဖတာဝန်ခံ ကိုသစ္စာကပြောပါတယ်။ကောင်းစုရွာဟာအိုးတိမ်တွင်ရွာနဲ့လဲမနီကပ်ပဲဒီပဲရင်မြို့နယ်အရှိတ်ဘက်ရမ်းမှာရှိပါတယ်။ အခုလိုစစ်ကောင်စီရဲ့စတိုက်လေကြောင်းတိုက်ခိုက်မှုတွေဟာတော်လရင်အင်အားစုတွေအကောင်နဲ့ဒီပဲရင်ကျွရတွေမှာလေကြောင်းရန်ကာကွယ်ရေးပို့လို့ဖို့အချက်ပေးခေါလောက်တန်လို့လဲဆိုကြပါတယ်။တမန်အယက်သားပြည်သူတွေအတွက် လေကြောင်းတဲ့အရှက်အလက်ကိုမြ мян ဆက်ဆက်ရရှိအောင်လုပ်ဖို့လိုနေပြီလို့ဒီပေရီမျိုးနယ်မှာအရှိဆိုင်တဲ့ရွှေဘိုခရိုင်အမတ်စနစ်တရင်ရဲ့တရင်မှုက BBC ကိုပြောပါဗျာ အိုးတိမ်တွေရွာဖြစ်စင်မှာကျူးလွန်ခဲ့သူတွေကိုတာဝန်ယူမှုရှိအောင်ကြိုးစားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောတယ်လို့ကုလသမဂ္ဂရဲ့မြန်မာတပ်အမတ်ကြီးဦးကျော်မိုးထွန်းကလည်းကုလသမဂ္ဂစင်မြန်မာစစ်တပ်ကနေ့စဉ်ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကိုရပ်တန့်ပေးကြဖို့ဖွင့်ဟပြောခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအင်ဒိုဖက်စိဘက်ရေးရ UK ဝန်ကြီးကက်သရင်းဝက်စ်ကလည်းကန့်ကွက်ထားပါတယ်။ မြန်မာစစ်တပ်ကအပြစ်ခတ်ရစဲရေးကျင်းပထားတဲ့ကာလမှာပဲငလင်ပေးတန်တဲ့ဒေသရှိစာတင်ကျောင်းများအပေါ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့အစီရင်ခံစာများကိုကြားသိရတာအလိုမဲ့တုံလို့ရှောက်ရှားမိပါတယ်။စာတင်ကျောင်းများဟာဘေးကင်းလုံခြုံမှုနဲ့အခွင့်အလမ်းဖန်တီးပေးရာရပ်ဝန်းတာဖြစ်ပြီးပြည်ပခရိကြားမှာမထိခိုက်မပျက်စီးသင့်ပါလို့ကက်သရင်ကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ဖို့အရက်သားပြည်သူများလုံခြုံမှုရှိစေဖို့နဲ့အရက်ဘတ်အခြေခံအစအုပ်တွေကိုအကာအကွယ်ပေးဖို့တပ်ဆိုင်ရာအဖွဲ့အစည်းများအလုံးအထူးသဖြင့်မြန်မာစစ်တပ်ကိုထပ်မံတောင်းဆိုပါရစေ။